အဲဒါလေးတွေအင်္ဂလိပ်လိုဘလိုပြောလဲလေးလာကြအောင်နော်ပြီးတော့မှငါပြီးတော့မှဆိုဘလိုပြောလဲ I am almost done အဲ့လိုပြောရယ်နော် I am almost done ငါပြီးတော့မှ Wait for me I am almost done ငါ့ကိုစောင်းတော့ငါပြီးတော့မှအဲ့လိုပေါ့နော်အဲ့ဒါကိုလှုပ်လိုက်မယ်ပေါ့နော်အဲ့ဒါကိုခုချက်ချင်းလှုပ်လိုက်မယ်အဲ့ဒါကိုဘလိုပြောလဲ I am on it အဲဒီလိုပြောလို့ရရယ်နော် I am on it အဲ့ဒါကိုအခုချက်ချင်းလုပ်လိုက်မယ်။တရားရောက်ဥပမာတတိယခိုင်းပါဗောနော်။ Can you send the email? Okay, I'm on it. အခုချက်ချင်းလုပ်လိုက်မယ်။မျက်စိတမိတ်အတွင်းမျက်စိတမိတ်လျှက်တစ်ပြက်အတွင်းအဲ့လိုလုပ်ပြမယ်။ In the blink B L I N K blink in the blink of an eye အဲ့လိုပြောရအောင်နော်။မျက်စိတမိတ်လျှက်တစ်ပြက်အတွင်း in the blink of an eye အရာအလုံးကမျက်စိတမိန်လျှက်ပြက်လဲတပြက်အတွင်းဖြစ်သွားခဲ့တာ everything happened in the blink of an eye အဲ့လိုပြောရအောင်နော်ဟင်းနွေးလိုက်အောင်အဲ့လိုပြောရအောင် heat up heat up the curry See you are r y curry is a ham ပေါ့နော်ဟလာညတာစားဖို့အတွက်ဟလာဟင်းနွေးလိုက်ပါအောင် no? can you heat up the curry for dinner please အဲ့လိုပြောရနော်ပြတ်သားกินလိုက် no? chicken now grill g r i l grill grill the chicken c h i c k e n chicken grill the chicken จะต้าวลงว่าจะเอาที่กินไรสุดยอดเลย grill the chicken until it's fully cooked จะต้าวลงว่าจะเอาที่กินไรฮอบบี้อ่ะสิจะเอาประมาณรู้เปล่าไหมอังกฤษรู้เปล่าเลยเข้ามาဖြည့်ပေးမယ်နော်ကြက်ဥနှလုံးကြော်လိုက်အဲ့ဒါဆိုဘယ်လိုပြောလဲအင်္ဂလိပ်လိုဖြည့်ပေးမယ်နော်အဲ့ဒီ borrow နဲ့ lend ဘာกว่าလဲအဲ့တော်တော်များများရောထွေးတယ်လို့နော် တို့နှစ်ခုရဲ့အတိတ်ပြန်မတူစန့်ကျင်ဘက်အတိတ်ပဲရှိ BOW borrow ကကျတော့ဘာနဲ့တူလဲဆိုရင် TAKE take နဲ့တူတယ်ဟလား take something from someone တယောက်ယောက်ရှိရာတစ်ခုခုယူတာအဲ့ကြတော့ဟလားသူ့ကိုဘမလို့ဘလိုမျိုးမှတ်မလဲဆိုရင်ကိုကနေပြီးတော့မှသူများရှိရနေပြီးတော့မှဟလားချေးယူတာဖြစ်တဲ့အတွက်ကြောင့်ချေးယူသည်လို့ဘမလို့တွေ့မှတ်မယ်နော် LND land ကကြတော့သူကဘာနဲ့တူလဲဆိုရင် give give something to someone တရားရောက်ကိုသူကပေးလိုက်တာအဲ့ဒါဘာမှလို့ဘလို့တွဲမှတ်မလဲဆိုရင်ချေးပေးသည်အဲ့လိုမျိုးတွဲမှတ်မယ်နော်အဲ့ကြတော့ borrow က take နဲ့တူတယ် land ကကြတော့ give နဲ့တူတယ်ဟုတ်ပြီဒီဝါကြနှစ်ကြောင်းချစ်ကြအောင် I want to borrow some money from you ဟလာငါမင်းရှီကနေပြီးတော့မှပတ်စံ ချေးကျင်တယ်ဟလာအဲ့ဒီနေရာမှာကျတော့ဒီဘောရောကဘာလဲဆိုတော့သူက take hurry i ကဘာလဲဘာဖြစ်တာလဲဆိုရင်သူက take လုပ်လိုက်တာ i ကရဒီနေရာမှာ i ကရတာเนาะဘာလို့ဆိုတော့သူ့ရှင်နေကိုကပတ်စံချေးလိုက်တာဖြစ်တော့ဒါကြောင့်မို့ဒီနေရာမှာ i ကရ I want to borrow some money from you. မာမင်းရှင်နေပတ်စံချေးခြင်းနေဆိုသူ့ရှင်နေသူ့ရှင်ပတ်စံကိုရှိရောက်လာတာအဲ့ကြောင့်မလို့ဟလာ borrow take နဲ့တူတယ်เนาะ alien ဒီ land alien ဒီ land ကကျတော့သူ give နဲ့တူတယ်သူ့ရဲ့ verb 2ကကျတော့ alien ဒီ land i land ဒီညမှာ alien ဒီ land ကဘာနဲ့တူလဲဆိုရင်ဟလာ give နဲ့တူတယ် i land 20 dollars to my friend yesterday မနေ့ကငါတငယ်ချင်းကိုဒေါ်လာ20ချေးပေးလိုက်တယ်ဒီညမှာကျတော့ဟလာဒီ i ကဘာလဲဆိုတော့ပေးလိုက်ရပေးလိုက်ရသူ့ချေးပေးလိုက်တယ် မတူဘူးเนาะအဲ့ကြတော့ I lent 20 dollars to my friend yesterday မနေ့ကဟလာတကယ်ချင်းကိုဒေါ်လာ20ချေးပေးလိုက်တယ်အဲ့ကြတော့ကိုကရတယ်ကိုကယူတယ်ဆိုရင်ဟလာကိုကရတယ်ကိုကယူတယ်ဆိုရင်ဟလာ borrow တော့မယ်ကိုကသူများကိုပေးလိုက်ရတယ်ဆိုရင်တော့ alien di land တော့မယ်အဲ့ကြတော့ borrow က take နဲ့တူတယ် alien di land ကကြတော့ဟလာ gift နဲ့တူတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်မြန်မာလို့တကြောင်ပြောမယ်အင်္ဂလိပ်လို့ ဟာလာဘောလုံးသုံးမလားလမ်းသုံးမလားဖြည့်ပေးပါအောင်နော်မိငါ့ကိုပတ်စံချိပြနိုင်မလားမိငါ့ကိုပတ်စံချိပြမလားမိငါ့ကိုပတ်စံချိမလားပေါ့နော်မိငါ့ကိုပတ်စံချိမလားအဲ့ဒါအင်္ဂလိပ်လိုပြောလဲခေါမမှာဖြည့်ပေးပါဦးနော်ဖြည့်နိုင်တော့ဆရာကြီးပဲအဲဒီစာကြောင်းလေးတွေကိုဘာသာပြန်ကြအောင်နော်ယုတ်တဲ့ပြောရအောင်မယ်ဆိုရင်ဘယ်လိုပြောလို့ပြောမှမသိဘူးမလေးလာထားဘူးဆိုရင်တခါလဲခေါင်းလေးကိုတခါလဲဆွဲနေအောင်မှတ်ထားမယ်နော်ဝတ်ဥကချောင်းနေတယ်ဝတ်ဥဆိုတာက screw not screw What? I screw the I လေးချောင်းနေအဲ့ဒါလေးကိုကျွန်တော်ချက်ချင်တယ်အဲ့ဆိုလို့ပြောမယ်နေတော့ဝဝဆိုရင် the screw the s c r e w screw the screw is ချောင်းတော့ဆိုရင် l o o s e loose the screw is loose What? I ဝဝချောင်းနေတယ်ကျွန်တော်အဲ့ဒါကိုချက်ချင်တယ် i want to jet down in the group here. I want to tighten it. T I G H T E N tighten tight. T I G H T tighten ding jet door. Jet is tighten. I want to tighten it. I want to tighten it. Well, jet chin air. The screw is loose. I want to tighten it. Any sick up yanny. Sip yanny. စစ်တက်လို့မရဘူးအဲ့ဆိုဘယ်လိုပြောမလဲအင်္ဂလိပ်စစ်ဆိုရင် the zipper z i p p e r zipper the zipper is broken b r o k e n broken the zipper is broken အင်္ဂလိပ်စစ်ကပြတ်နေတယ်အဲ့စစ်ကပိတ်လို့မရဘူးစစ်တက်လို့မရဘူးအဲ့ဆိုရင် i can i can zip it up အင်ဂျင်စစ်တက်လို့မရဘူးပြောနော်စစ်ပိတ်လို့မရအင်ဂျင်စစ်ပိတ်လို့မရ I can zip it up အဲ့လိုပြောရင်နော်ဟုတ်ပြီနောက်ဆုံးတစ်ချောင်းမီးလုံးကမီးမလင်းဘူးမီးလုံးဆိုရင် the light bulb the aligned HD light the light B U L B bulb the light bulb မီးလုံးကမီးမလင်းဘူးအဲ့ဆိုရင်ဘယ်လိုပြောလဲဆိုရင် doesn't produce မီမလင်းတော့ဘူး doesn't produce light electricity light the light bulb doesn't produce light anymore anymore မီမလင်းတော့ဘူးဒေဗျမီးသီးကျွန်းသွားတယ်ပေါ့ဟုတ်ပြီမီးသီးကျွန်းသွားတယ်ဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောလဲ common မှာဖြည့်ကြည့်ပါဦးเนาะဖြည့်နိုင်တော့ဆရာကြီးပဲအဲ့ဒီနေ့တော့လောက်ပါပဲ that's all for things watching bye bye အဲ့ဒီကောကြလေဘာသာပြန်ကြအောင်เนาะ မင်းလစာဘလောက်ကြံသေးလဲအဆိုရင်ဘယ်လိုပြောမလဲ how much how amish much. how much of your lasa of salary s a l a r y salary how much of your salary is is left how much of your salary is left? 那么，how much of your salary do you have left? 阿拉叫了呀，喏，哎嘛，L E F T left 你呀嘛，大意了呀嘞，所以 remaining R E M A I N I N G remaining how much of your salary is remaining? มีลาซาเปล่าเจนี่เลย How much of your salary is left? อะไรอยู่เลยยัย ဟုတ်ပြီအာအခန်းကားကြီးပဲပေးပြီးဘာမှတိတ်မကြမ်းတော့ဘူးဆိုလို့ပြောမလဲအခန်းကားကြီးပဲပေးပြီးဆိုရင် after paying rent ငါကပေးပြီးနောက် after paying rent ခန်းကားပါအခန်းကားကပေးပြီးရင်နောက်ဘာမှမကြမ်းဘူးဆိုရင် i don't have much left အဲ့ဒီလိုပြောလို့ရတယ်